လာရည်နဲ့ကိုမဆောင်မိခင်ဖြစ်ပေမဲ့အနာမီယူပဲအကြံပေါင်းရောင်းရကနေနာမည်ကြီးလာခဲ့တဲ့ဖက်တီမဆိုရှယ်မီဒီယာတခွင်မှာလက်တလောနေရယူထားတာကတော့မန္လေးဥပိန်တရာအောင်မှာရောင်းတဲ့ဖက်တီမတံမြာတီတော့ဖြစ်ပါတယ်အကြံပေါင်းကိုသဘောကျတဲ့သူတွေများပေမဲ့ဖက်တီမရဲ့အကြံပေါင်းကတော့လူအုပ်ကြီးဖြစ်လာအောင်တိုးဝေ့ပြီးတော့ဝယ်နေရပါတယ် ဖတိမကအချံပေါင်းရောင်းလာတာကြာပေဖြစ်ပေမဲ့အခုရက်ပိုင်းမှာတော့ဝဝဲကွဲရောင်းချရတဲ့အထိတံမြတီတုတ်ကလူကြိုက်များနေပါတယ်ပတိမကကိုဝန်ဆောင်မိခင်တယောက်ဖြစ်ပေမဲ့ဘဝတမဖြစ်တာကြောင့်အနာမယူနိုင်ပဲအချင်းပေါင်းရောင်းနေတဲ့သူပါမိဘတွေကလည်းအချင်းပေါင်းတွေရောင်းပြီးပြုစုလုပ်ကျွေးခဲ့တယ်လို့အိမ်တော်ကြပြီးတဲ့နောက်မှာလည်းအချင်းပေါင်းရောင်းပါတယ်ကိုဝန်ဆောင်မိခင်တယောက်ဖြစ်တဲ့ပတိမကအနာယူခြင်းပေမဲ့လည်းဝမ်းရည်အတွက်ဥပိန်တရာပေါ်မှာ အချင်းတုတ်လေးတွေရောင်းပါတယ် သူရဲ့တမယာဒီတော့ကအခြားသူတွေရောင်းတဲ့တမယာဒီတော့နဲ့ကွဲပြားခြားနားနေရကြောင့်လူကြိုက်များသွားပါရယ်။တမယာဒီကိုအခွန်ခွာပြီးပစွန်ချောင်းမုံနဲ့ညပီးရီကျူရင်နဲ့နေပေးတာကြောင့်အယံမချင်ပဲစားကောင်းနေပါရယ်။လရှိမှာဖက်တီမာရဲ့တမယာတီတော့ကအရင်ကောင်းတဲ့အကြောင်းလူကြိုက်များတယ်လို့မလေးမျိုးမာနေတိုင်းသူတွေကတော့အားပြနေကြပါတယ်။ဥပိန်တရာကလည်းလာလေတဲ့ဧည့်သည်တွေထဲမှာဖက်တီမာရဲ့တမယာတီတော့ကိုမစားသေးရင်ခင်မမီတော့ဘူးဆိုတဲ့အတိုင်းတန်းစီနေရပါတယ်။ လူအုပ်ကြီးအားဝိုင်းနေရာကြောင့်အလူပေးနေရာလာလို့အောင်မရပြီးလက်မလဲအောင်ရောင်းရပါတယ်။အချို့တွေကမဆောက်နိုင်တာကြောင့်ဆိုင်ရှိရနေလက်ပြန်သွားပါတယ်။မနေ့စင်တိုင်းမှာဆိုင်ဆောက်ဖွင့်တာဖြစ်ပေဆိုင်မဖွင့်ခင်ကတည်းကတန်းစီနေတဲ့လူတွေရှိကြပါတယ်။ဖတ်တီမကဝန်ဆောင်မိခင်ဖြစ်ပေမဲ့တနေ့ကမတည့်ရက်ပြီးတော့အချံပေါင်းတွေကိုရောင်းရပါတယ်။ဥပိန်တရာရဲ့အနောက်ဘက်ထိပ်တရာအောက်မှာရောင်းတာဖြစ်ပေအရာတော့တရာပေါ်မှာရောင်းပါတယ်။ တရားပေါ်မှာရောင်တော့အနမေမကြည့်သေးပေမဲ့လည်းတရားအောက်မှာရောင်တဲ့အချိန်အနည်းစတင်ပြီးရအားကောင်းလာပါရင်ကမ္ဘာစာမျိုးသမီးတယောက်ဖြစ်တဲ့ဖတီမာကိုကူညီတဲ့အနေနဲ့ဇီလာဝဲသူတွေကတံပြားသေးတွေကိုအခွင့်အရေးခွာကြပါရယ်ဖတီမာကသူ့ဆိုင်ကိုအားပေးဖို့အတွက်အောက်နေကြတဲ့သူတွေကိုလည်းအမြင့်ရချချွေတတ်ပါရယ်စေတနာကောင်းသူဖြစ်တာကြောင့်ဆိုင်ရလေရအားကောင်းပြီးကမ္ဘာဆောင်ပြီးမှပို့ပြီးတော့ ရောင်းကောင်းလာခဲ့တာပါဖတိမရဲ့ကလေးလေးကမမွေးခင်ကလေးကအကျိုးပေးတာပဲပြရမယ်လို့အချိုရိခပြောကြပါတယ်ဖတိမကတယောက်တည်းရုန်းကန်လို့ရှာနေရတာကြောင့်သူ့ရဲ့အမျိုးသားကမရှိတော့လားဆိုပြီးစိတ်ဝင်စားကြပါတယ်တကယ်တော့ဖတိမရဲ့အမျိုးသားကအဝေးတနေရာမှာအလို့သွားလို့နေရလနေငယ်တာမြင့်သွားပြီဖတိမကမောင်တတန်းမေတရွယ်အဖြစ်အလို့လို့နေသူတယောက်ဖြစ်ပြီးဘွားကိုတက်တက်ကြွကြွဖြတ်တန်းနေသူတယောက်ပါ တတိမရဲ့တမယာတိတုတ်ကို လာရောက်အပြည့်ရဲ့သူတွေကသူ့ရဲ့လက်ရာကိုသဘောကျတာကြောင့်လာစားကြတာဖြစ်တယ်လို့ဗတိမရဲ့စိတ်တက်ကိုသဘောကျတာကြောင့်လည်းအပြည့်ကြပါရယ်။ကွန်ဆောင်မိခင်ဖြစ်တဲ့ဗတိမကတာသမီရဲ့အနာဂတ်အတွက်ထက်တွေ့စဉ်းစားသူဖြစ်ပြီးအနာမျိုးပဲအလလုံးနိုင်သူပါ။မိခင်စိတ်တဲ့အပြေဝါရှိပေးကိုဝန်ဆောင်ချိန်မှာတော့အနာမျိုးပဲရိုးရိုးတက်တာလှုပ်လှုပ်ကိုင်းစားတော့နေရဲ့ဗတ်တီမာပေါ်ဗိုက်တက်ကြီးရဲ့အမြင်ကိုလည်းပြောပြခဲ့ပါဦးနော် ဟုတ်ကဲ့ပါရှင့်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်တော် channel ကနေပြီးတော့စိတ်ဝင်စားဖို့ရတဲ့အကြောင်းအတွက်နဲ့တူပြန်လာကြအောင်ပါဖြစ်လို့အထက်တက်တော်ဝင်တင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနားချက်ဖေးခလုံးလေးကိုလည်းနေထားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။